hello အခုနင်းနေရောက်ရှိနေတဲ့နေရာကတော့ Shady Ma Bay ဆိုတဲ့ Amish လူမျိုးတွေရဲ့ buffet sign တစ်ခုပဲဖြစ်ပါတယ် Shady Ma Bay ကိုဘယ်တုန်းကတည်ထောင်ခဲ့တာလဲဆိုတော့1960 Amish လူမျိုးတွေရဲ့အာ Switzerland ကနေပြီးတဲ့ခါကျတော့မှနှိမ့်ထုတ်လိုက်တဲ့အချိန်မှာ America ကိုကျောင်းလာတဲ့အချိန်မှာဒီ Amish လူမျိုး၂ယောက်ကနေပြီးတဲ့အခါကျတော့မှ တီထောင်ခဲ့တာပါသူတို့တွေကအမစ်လူမျိုးတွေနဲ့တကူတည်းဖြစ်ပေမဲ့သူတို့ကိုတော့မန်နာနိုက်လို့ခေါ်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့ဒီလူမျိုးတွေကကျတော့ဖုန်းတွေကားတွေရဲစင်မီးတွေနဲ့ဒီ modern assets တွေကိုလက်ခံတဲ့လူတွေဖြစ်တာကြောင့်မို့လို့သူတို့ကိုတော့မန်နာနိုက်ဆိုပြီးတဲ့အခါကျတော့အမစ်နဲ့မန်နာနိုက်ဆိုပြီးတော့ group နှစ်ခုတော့ခွဲသွားပါတယ်ပေါ့နော်အထင်းမှာဘာရှိလဲဆိုတာကိုတော့ကြည့်ကြရအောင် ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ဒီမှာ Amish တွေရဲ့ရိုးရာပေါ့နော်နေထိုင်တဲ့ lifestyle တွေကိုအားလုံးကိုပြသပေးထားပါတယ်ဒီလိုမျိုးလေးတွေမြင်လိုက်တော့ကိုယ့်ရဲ့မြန်မာနိုင်ငံကိုတတိယသွားသလိုပါပဲဒလေးတွေကတော့နိုင်ငံလေးကြွေးပြပေးမိမယ်ကိုယ်တွေလိုပဲအရင်ကဆိုလို့ရှိရင်မြန်မ ူတူရှင်သန်ခဲ့ရတဲ့ပုံရိပ်လေးလိုပါပဲရှင်။ဒီမှာအမစ်ရှိုးရဖူတီကိုစားမှာဆိုတဲ့အခါကျတော့နင်နီကလက်မှတ်လေးရင်သွားဝယ်ပါမယ်နော်။အခုနင်းနေကတက်ကက်လေးရလာပါပြီ။တခြားသူတွေကတော့တန်းစီနေလို့ပဲပေါ့နော်။ဒါဆိုတော့အထည်တွေကိုတွားကြည့်ကြမယ်။အခုနင်းနေကအထည်တွေကိုရောက်နေပါပြီ။ဒီလုပ်ထဲမှာဒီအထည်ထဲမှာလူပေါင်း850တောင်အလုံးလုပ်တယ်။သူ့ရဲ့အကျယ်အဝန်းကလည်းအကျယ်ကြီးပဲလက်စားနေတဲ့လူတွေကလည်းကြီး ွက်စီရန်လိုပဲအာဘူဖေးတန်းကြီးကဆိုလို့ရှိရင်အရှိန်ပဲဆိုတဲ့အခါကျတော့ဘာသာတော့တင်ရလို့ဆိုတော့အင်းနဲ့ဆိုပြီးအိမ်မှာတော့ကြည့်တယ်နော်စာတောက်ထူတာတော့အများကြီးပါပဲ။မကုံတော့ထောက်ခင်းနေပုံခံနေမှာပေါ့။ညာနေပါစေအလုံးလုံးတဲ့။သူ့ရဲ့အခြေဝန်းက square feet နဲ့ဆိုရင်တသိန်းတသောင်းတောင်ရှိပြီတဲ့အခါကျတော့လူပေါင်း1200ထိုင်လို့ရတယ်။ delivery အားလုံးကလည်းအပြည့်ပဲအသီးရွက်တွေတန်ငါးတွေကအားလုံးကို fresh လုပ်ကင်ပြီးတော့မှချက်ပြုတ်ထားတာဖြစ်တဲ့အတွက်လူတိုင်းကလည်းအရသာကိုကြိုက်ကြတယ်တဲ့ The history of Sherry Mapay ဆိုတာကတော့တကယ်ကိုနာမည်ကြီးပါပဲเนาะအစားအသောက်တွေကတော့တကယ်တမ်းရိုက်ပြရင်ကုန်မဲတော့မထင်ပါဘူး အဲ့တော့နင်လည်းယူရှာရှိတဲ့အစားအသောက်လေးတွေယူပြီးတော့မှသွက်စားပါမယ်။ဆောနာကပကြီကားထဲမှာပြတ်သားခဲ့တဲ့ Amish တွေရဲ့ real life ကိုနင်ဒီနေ့သွားကြည့်ခဲ့တာမို့လို့အဲ့ဒါကိုနောက်ဗီဒီယိုမှာ တင်ပေးပါမယ်နော်။အခုတော့ဒါတွေယူပြီးသွက်စားလိုက်ပါဦးမယ်။အစားအသောက်တွေကတော့ကိုရီနဲ့အရင်ကြီးကြိုက်တဲ့အစားအသောက်တွေမဟုတ်ပေမဲ့ အားလုံးတော့ကောင်းခဲ့ပါတယ်အားလုံးက fresh ဖြစ်တာမို့လို့ပါ Shady မှာပဲကအမေရိကပန်ဆယ်ဗေးနီးယားပြည်နယ်လန်ကာစတာမြို့မှာတည်ရှိတာဖြစ်ပါတယ်